ပြီးတော့ဟိုအဲ့ဒါချိန်ထားလိုက်ရတယ်အဲ့ဒါချိန်ထားလိုက်ရဟိုမဟုတ်ဘူးဟုတ်တယ်အဲ့ဒါလိုင်းပါအဲ့ဒါလိုင်းပါအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရှေ့မှာကြီးခဲ့ရတဲ့ဒီရွှေတခုံဖျားပေါ်မှာဒီတနက်လိုမျိုးအရာကြီးချိန်ပြီးတော့ဗောနော် ဘာကြီးလုံနေတာလဲဆိုပြီးတော့ဒီ line ပေါ်မှာတူလို့တူလို့ပေါ့နော်အဲအဲ့လိုမျိုးတွေဒီအငင်းကုန်ဖြစ်ကြတယ်မေးကြမြန်းကြတယ်ပေါ့နော်အဲ့ဒါကဘာဖြစ်တာလဲဆိုလို့ရှိရင်ကျွန်တော်ဒီ video မှာရှင်းပြပြီးတော့မှာဖြစ်ပါတယ်အဲကျွန်တော်တို့အခုအရှိမမြင်တွေ့ခဲ့ရတယ်ပေါ့နော်အဒီ video ဟာဆိုလို့ရှိရင်အဲတော့ကျွန်တော်တို့ရွှေတကုံဖျားပေါ်မှာဒီတနက်လိုဟာမျိုးကြီးနဲ့ချိန်ပြီးတော့ပေါ့နော်ဒါကောင်းမြင်ချိန်နေဆိုလို့ရှိရင်မလောက်တာလဲဆိုလို့ရှိရင်အဲ့ဒါကဒီရွှေတကုံဖျားရဲ့အဲအပေါ်မှာပေါ့နော်ကောင်းမြင်ထက်ရန်ပေါ်မှာ ဒီ drone ဒီအညာကဒီတွေ့ခဲ့ကြရပါတော့အဲတွေ့ခဲ့တဲ့ညာကကြတော့ဒီ၄ရက်နေ့ညာကလည်းတည်ရတယ်ပေါ့နော်ရွှေဒဂုံဖရားရဲ့အဲ့လိုတစ်ထက်ရံပုံမှာပေါ့နော်ကောင်းကင်ပေါ်မှာရွှေဒဂုံဖရားပေါ်မှာဝဲပြန်နေတာပေါ့နော်အဲ့ဒီ drone ကဝဲပြန်နေတာဘာလို့ဝဲပြန်နေတာလဲဒီ drone ကဘာလို့ဖို့လဲဘာယူရခြင်းနဲ့ဝဲပြန်တာလဲဆိုတော့မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီရွှေဒဂုံဖရားကိုရောက်ဖူးတဲ့သူတွေဆိုလို့ရှိရင်အားလုံးသိပါတယ်ရွှေဒဂုံဖရားမှာမဟုတ်တစ်ခါတခြားသောဒီဖရားတွေလည်းအဲ့တော်တော်များများလဲပေါ့နော်ဒီဖရားရဲ့ဒီပစ္စည်းရန်အထက်ကိုပေါ့နော်ဒီ drone တွေပါဒီပြန်တန်းလို့ရတဲ့ပစ္စည်းတွေပြန်တန်းခွင့်မရှိဘူး ပေါ့နော်အဲ့လိုမျိုးဖရားတွေတွားတဲ့လူတွေဆိုလို့ရှိရင်ပြပါလိမ့်မယ်ပေါ့နော်အဲအထူးသဖြင့်တော့ဒီရွှေဒဂုံဖရားပေါ့နော်ရွှေဒဂုံဖရားရဲ့ဒီကောင်းဝင်ထက်ရမှာအဲ့လို drone လို့ပြန်လို့ပြန်တန်းလို့ရတဲ့ပစ္စည်းတွေပြန်တန်းလို့မရဘူးပေါ့နော်ဒီ drone ကဘာအကြောင်းနဲ့ပြန်တန်းတာလဲတော့ဘယ်သူမှမသိကြဘူးအဲအဲ့ဒီလိုဒီ drone ကိုတွေးလို့ပေါ့နော်တွေးလို့ဒီ drone ကိုပစ်ချတဲ့ဒီအဲ drone ကြံမာလို့လဲခေါ်ရ drone gun လို့လဲခေါ်ရဗျာဒီ drone ကိုအဲ့ဒီအရာနဲ့ပစ်ချတာပေါ့နော်တနတ်လိုမျိုးအရာမျိုးဒါပေမဲ့တနတ်တော့မဟုတ်ဘူးအဲအဲ့လိုမျိုး အဲ့ဒီဒီပြန်တန်းနေတဲ့ drone ပေါ့နော်ချိန်ပြီးတော့ပြစ်ချတဲ့အရာလို့ပဲမှတ်ယူပေးကြပါနော်အဲ့ဒီအရာနဲ့ဒါချိန်ပြီးတော့ပြစ်ချနေရပါဆိုတော့ရသွားလားဆိုတာတော့မရပါဘူး drone ပြစ်တဲ့လူကတော်လို့ပေါ့နော်အဲ drone ကိုပြစ်ချတဲ့အခါမှာမရပါဘူးကျွန်တော်တခုစဉ်းစားရမှာကဒီဖျားပေါ်ဘူးဒီ drone တွေပြန်တန်းလို့ရတယ်ပြန်တန်းလို့မရဘူးဆိုတာကိုသိရတာနဲ့ဘာကိစ္စကြောင့်ဒီဖျားရဲ့ဒီအထက်ပစ္စည်းရန်ကိုပြန်တန်းတာလဲဘာကြောင့်လဲတော့ကျွန်တော်လည်းမသိဘူးဖျားကပဲဒီအပေါ်စီးကနေပြီးတော့မှာပေါ့ဒီ drone နဲ့ရိုက်ပြီးတော့ ြည်ကြည်ညွညွနဲ့ဖူးကျင်လို့လားဒါမှမဟုတ်ဘာအကြောင်းကိစ္စလဲတော့ကျွန်တော်တို့လည်းမသိအောင်ပေါ့နော်အဲဒါဒီ live ပေါ်မှာပေါ့နော်အခုဒီလက်တလောတူလောတူလောနဲ့ဒီအငင်းပွားနေကြတဲ့ဒါဖရာရှူတကုံဖရာပေါ်မှာတနတ်နဲ့တူရဟိုင်းနဲ့ချိန်ပြီးတော့ဘာလုပ်နေကြတာလဲအဲဒါကဘာလုပ်ဖို့လဲပေါ့နော်ဆိုတော့ တို့လောတို့လောနဲ့အမေးများနေတဲ့အငင်းပွားနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်ရဲ့ဒီ view ဟာဒီကိုရီမားတွေလည်းကျွန်တော်ရဲ့ channel မှာအားပေးနေတဲ့သူတွေလည်းဒါသိအောင်လို့ပေါ့နော်ကျွန်တော်တင်ပြလာခြင်းဖြစ်ပါတယ်အဲ့ဒါကဒီတနတ်မဟုတ်ပါဘူးဒီ drone တွေပါဒီပြန်တန်းတဲ့ပစ္စည်းတွေကိုဒါချိန်ပြီးတော့ပစ်ချရတဲ့ drone gun drone jammer လို့ခေါ်ပါတယ်ခင်ဗျာဆိုတော့အဲ့လေးကိုသိကြလို့ကျွန်တော်ဒီလာပြီးတော့ပြောပြပေးရဖြစ်ပါတယ်နော်ဒါမှမဟုတ်ပါဘူးကဲကျွန်တော် view file လေးကိုခဏလောက်တူတူကြည့်လိုက်ကြရအောင်နော်အော်ဘာလို့ချိန်လာလဲအဲ့ဒါချိန်လာလဲ ဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရှင်းပြပေးတဲ့ဟာကိုအားလုံးပဲနားလည်ပြီးသဘောပေါက်ပြီလို့ထင်ပါတယ်အဲကျွန်တော်ဒီဗီဒီယိုကဘုဒ္ဓတရရမယ်လို့လည်းထင်နေပါတော့တကယ်လို့ဘုဒ္ဓတရရတဲ့အကျိုးရှိရဆိုလို့ရှိရင်တော့ like လေးတစ်ယောက်ရှက်နေပြီးခဲ့ပါအောင်လို့တောင်းဆိုတင်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုကြမှာပြန်လည်ဆုံကြပါမယ်နော်ကဲအားလုံးပဲတက်တာပါခင်ဗျာ